ကစားမလဲလဲမှုတွေရှိလာနိုင်ခြင်းနဲ့လီဗာပူးနောက်ဆုံးရသတင်းလို့များအားလုံးပဲမြင်လာပါရှင်စပော့ကဘာကနေပြန်လဲကြိုဆိုလိုက်ပါရစေလီဗာပူးအသင်းကတော့လက်ရှိပရီးမီးယားလိချန်ပီယံဖြစ်ရေးမှာတရားရဂိုင်နှုန်းအထိတည်ကြမှုရရှိသွားခဲ့ပြီဖြစ်ပြီးတော့အောင်ပွဲအတွက်အဆင့်သင့်ပြင်ထားရတော့မယ့်အချိန်ကာလကိုရောက်နေပြီဖြစ်ပါတယ်ညကစားခဲ့တဲ့အာဆင်နယ်နဲ့ပဲလီစ်ပွဲစဉ်မှာအာဆင်နယ်အသင်းကိုတည်ရေကစားပြီးတဲ့နောက်မှာ ပဲလီစတင်ဟာသူ့ရဲ့ Twitter အကောင့်ကနေလီဗာပူးကို You are welcome Liverpool ဆိုတဲ့စာသားနဲ့အတူ post တင်သွားခဲ့ပါတယ်။ဒီပွဲစဉ်မှာအာဆင်နယ်တည်ရကြခဲ့တာကြောင့်လီဗာပူးအသင်းဟာတနင်္ဂနွေနေ့စပါးနယ်ပွဲကိုအနိုင်မဟုတ်ဖြစ်နေတည်ရကြတာနဲ့တင်2024 25ဘောလုံးရာသီပရီးမီးယားလီဂ်စုဖလားကြီးကိုအရသိမ်းပိုက်သွားနိုင်တော့မှာပဲဖြစ်ပါတယ်။ဆက်ဆက်ပြီးတော့လေလီဗာပူးအသင်းဟာလာမယ့်ရာသီမှာလည်းတောင်တင်းတဲ့အစုဖွဲ့ကိုဆက်လက်ပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုတင်စီစဉ်နေပါတယ်။လက်ရှိလီဗာပူးတာဝန်ရှိသူတွေက တိုက်စစ်မှုနဲ့ကွင်းလယ်လူသစ်တအူးတို့ရောခေါ်ယူလို့နေပြီးတော့အသင်းရဲ့ရှင်းင်းဆွဲတိုက်စစ်မှုဒါဝင်နူးယက်စ်ကိုကမ်းလှမ်းလာမဲ့အသင်းတွေအတွက်လည်းလမ်းဖွင့်ပေးထားတယ်လို့သိရပါဗျ။အဲ့ဒီအပြင်ဆီမီကတ်စ်နဲ့ရောဘတ်ဆန်တို့တာဝန်ယူနေရတဲ့ဘယ်ဂျန်းနေရာကိုပြောင်းလဲမှုတွေပြုလုပ်လို့နေတဲ့လီဗာပူးသင်းဟာမီလိုခါကတ်စ်ကိုချိန်ရွယ်လျက်ရှိနေပါတယ်။ရောဘတ်ဆန်ဟာစာချုပ်တက်တန်းတစ်နှစ်ပဲကြာရှိနေပြီးတော့အသက်အရွယ်ကြောင့်ခြေစွမ်းအကြမ်းမ်းကိုရောက်ရှိနေပါတယ်။ ခါကတ်ဆိုခေါ်ယူဖို့အတွက်ကလည်းလီဗာပူးကရေဘန်းအစားဆုံးအသင်းကြီးတွေမှာပါဝင်နေပြီမြင်လဲအခုချိန်ထိကတော့တိုးတက်တဲ့အစီအမျိုးမရှိသေးပါဘူးဒါအပြင်လက်ရှိဘိုးခံစမှုအဖြစ်လီဗာပူးခံစစ်ကိုထိန်းချောင်းပေးနေတဲ့ကူနာတေးအနေနဲ့ကလည်း2029မှာစာချုပ်သက်တမ်းကုံဆုံးတော့မှာဖြစ်ပေမဲ့စာချုပ်သစ်ပေးရေးအတွက်ဘာသာမှကိုမကြားရသေးပါဘူး။စစ်ဝင်စားပွဲအချက်လက်တစ်ခုဖြစ်နေပြီးတော့မှဒီလိုကစားသမားမျိုးကိုအလွတ်နဲ့လက်လွတ်ရမယ်ဆိုရင်တော့အသင်းအတွက်ကတော့တွက်ချီမကိုက်လှပါဘူး။ နောက်ပြီးတော့ဘုံမောက်ခန်းစင်မှုဒင်းဝိုင်ဇန်ကိုခေါ်ယူဝေးအတွက်လည်းပရီးမီးယားလိကလပ်တွေကအပြိုင်အဆိုင်စ조사နေကြပြီးတော့မှလီဗာပူးဘက်ကတည်တည်တသားအားထုတ်မှုတွေရှိလာတယ်လို့လည်းဗြိတိန်သတင်းနောက်တွေကဆိုထားပါတယ်ဘောခန်စင်မှုတယောက်ကိုခေါ်ယူဖို့ကြိုးပမ်းခြင်းတွေကဖြစ်တင်ဖြစ်တိုက်တဲ့အနေအထားဖြစ်ပြီးတော့အထူးသဖြင့် White Sand လို့ Premier League အတွေ့အကြုံကောင်းနေရှိပြီးတော့အဆင်သင့်တန်းတုံးလို့ရတဲ့ခန်စင်မှုမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေနေတာဖြစ်ပါတယ်။ နောက်ထပ်ပြီးတော့လဲလက်စတာနဲ့ပွဲအပြီးမှာအနိုင်ကိုရှင်ထရန့်နဲ့ဓာတ်ပုံနေပွဲမြိုက်ခဲ့တယ်မူဆာလာဟာနောက်ပိုင်းမှာအတူတွဲရိုက်တဲ့ပုံကိုသူ့ရဲ့ Instagram မှာမျှဝေထားပြီးတော့ဒါကိုလဲပရိသတ်တွေကသူဝင်ကြနေကြပါတယ်။ထရန့်နဲ့ရီယယ်မက်ဒရစ်တို့ကြားကဆွေးနွေးမှုတွေကနောက်ဆုံးအဆင့်ကိုရောက်နေတယ်ဆိုပေမဲ့လဲအခုချိန်ထိကတော့သဘောတူညီမှုတွေကမပြီးပြတ်သေးပါဘူး။ပြည်မှာအနည်းပြအပြောင်းလဲရှိလာနေတာကြောင့်မလို့ထရန့်အနည်းနဲ့အများကြီးစဉ်းစားနေတဲ့ပုံရပြီးတော့လီဗာပူးဘက်ကလည်းအားထောက်မှုရှိနိုင်သေးတဲ့ကြောင်းသတင်းရောက်အချို့ကဖော်ပြနေကြပါဗျာ။ နောက်ထပ်ပြီးတော့ဘုံမအသင်းဟာလီဗာပူးအသင်းရဲ့ကလဟာဟာဗီနဲ့ဗန်ဒုတ်တို့သုံးကိုခေါ်ယူလိုတဲ့ပုံစံတွေကိုပြသနေပြီးတော့ဘုံမအသင်းရဲ့ဝှိုင်ဆန်နဲ့ခါကက်စ်တို့ကိုလည်းလီဗာပူးအသင်းဟာမျက်စိကျနေတဲ့အတွက်ကြောင့်မလို့ကစားသမားအချင်းချင်းလဲလှယ်မှုတွေဖြစ်လာနိုင်ကြောင်းကိုဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။